င်္ဂလာပါရှင်။တောင်တိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစူးစီးမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့တောင်းမှာစက်ကြီးကောက်ပြန်လာတဲ့ရဲအဖွဲ့ပြစ်ခတ်ခံရလို့ရဲအုပ်တူအပါအဝင်3ဦးသေဆုံးတဲ့သတင်းအပြစ်ရဲ့ကြေညာပြီးတဲ့နောက်မန္တလေးနယ်ရှမ်းမှာလေကြောင်းတိုက်ခိုက်မှု၁၀ကြိမ်ရှိတယ်လို့ MDY PDS ပြောတဲ့သတင်း ငလင်ကာလအတွင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ရက်သား82ဦးသေဆုံးတဲ့သတင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာနေ့တိုင်းကော့တောင်းမြို့နယ်ဖော့တုတ်ကြီးရွာအနီးမှာဧပြီလ9ရက်နေ့ညနေပိုင်းကဆက်ကြီးကောက်ပြီးပြန်လာတဲ့ရဲအဖွဲ့ပြစ်ခတ်ခံရလို့ရဲအုပ်တူအပါအဝင်3ဦးသေဆုံးခဲ့တယ်လို့ကော့တောင်းမြို့နယ်ပကဖာတာဝန်ရှိသူတွေကပြောပါရတယ်။ အဲ့ဒီညနေ9နာရီအချိန်ခန့်မှာအေးချမ်းသာကြေးရွာဘက်ကနေဆက်ကြေးကောက်ပြီးပြန်လာတဲ့မာရန်ရဲစခန်းကရဲအုံမင်းအောင်စိုးဦးစီးတဲ့အင်အား9ဦးပါရဲအဖွဲ့ကိုဖောက်တုတ်ကြေးရွာအနီးမှာတရင်အရာစောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့သိရပါဗျ။ ပြစ်ခတ်မှုအတွင်ရဲအုပ်မင်းအောင်ဆိုဒူးရဲအုပ်မျိုးလင်းကိုနဲ့ရဲဒူးတက်ကျက်စီသူတို့သုံးဦးတိတ်ဆုံးခဲ့ပြီးတက်ကျက်ကြီးမောင်တူးဟာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ရဲတပ်ဖွဲ့ဝင်တွေကင်ဆောင်တဲ့40မမတလက်ဘုံသီး10လုံး AK အမျိုးအစားတနက်2လက် AKG ပေါက်5ခုကြည်စံ64တောက်ကိုမမပစ္စတိုတလက်ကြည်စံအတောင်60 6လုံးပြူတနက်တလက် 0.38အမျိုးအစားတနက်တလက်လက်ပစ်ဘုံ3လုံးလက်ကင်ဖုံ4လုံးပတ်စံ2000ကျွဲချက်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့တနအိကျော်ခန့်အကြာမှာတော့တေဆုံးရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းကိုနီးစက်ရာကြေးရွာကလူမှုကွန်ယူရေးအသင်းတွေကနေကောက်ယူပြီးခမောက်ကြီးစေယုံကိုပို့ဆောင်ပေးခဲ့ကြပါတယ်။အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေဟာမယန်းတိုင်းနယ်အတွင်းငွေရစေဝါလောက်ကင်ကြသူကုံတွေတွေနဲ့လူမောင်ကိုကူးသူတွေထံကနေလှဆင်ဆက်ကြေးအနေနဲ့တအူးလျင်ဘတ်3000မှ9000ကျောက်ကောက်ယူဖို့ သွာလာနေလေးရှိတယ်လို့အမည်မဖော်လို့တဲ့ဒေတာခန်တွေကပြောပါတယ်။တိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကော့တောင်းမြို့နယ်အောင်တရာကြီးရွာအနီးမှာဖေဖော်ဝါရီလ22ရက်နေ့ကစစ်ကောင်စီသတင်းပေးထောက်တိုင်တူပြစ်တက်ခံရလို့တေဆုံးခဲ့ပါသေးတယ်။ နိုင်ငံတော်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကာလာအတွင်းစစ်ကောင်စီကအပြစ်ရဲ့ကြေညာပြီးတဲ့နောက်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု၁၀ကြိမ်ပြုလုပ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။မြန်မာနိုင်ငံလေပိုင်းစကိုင်းမြို့အနီးကိုဗဟိုမြို့ပြီးအင်အားလွန်ပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်မှုအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်ရှိတည်ရင်တပ်ဖွဲ့အားလုံးဟာ ခုခံကာကွယ်ရုံမှတပါထိုးစစ်အလုံးကိုသုံးပတ်ခန့်ရစဲထားမယ်လို့ကြေညာထားတာပါအဲ့နောက်စစ်ကောင်စီကလည်းဧပြီ၂ရက်နေ့မှဧပြီ၂၂ရက်နေ့ထိအပြစ်ခတ်ရစဲမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မြေပြင်မှာစစ်ကောင်စီဟာအပြစ်ခတ်ရစဲမှာဖြစ်ကြောင်းထုတ်ပြန်ပြီးနောက်အချိန်နာရီမျှမချဘဲအရသာပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုနေရောင်းတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတာဖြစ်ပါတယ်စစ်ကောင်စီကအပြစ်ခတ်ရစဲကြောင်းကြေညာပြီးနောက် စင်ကူးမြို့နယ်မှာ၄ကျင်း၊မေဒီယာမြို့နယ်မှာ၃ကျင်း၊တပိတ်ကျင်းမြို့နယ်မှာ၅ကျင်း၊မိုးကုန်းမြို့နယ်မှာ၃ကျင်းနဲ့နောင်ကျူမြို့နယ်မှာ၃ကျင်းစုစုပေါင်းဒေချောင်းတိုက်ခိုက်မှု၁ကျင်းပြုလုပ်ခဲ့တယ်လို့မန္တလေး PDF ကဆိုပါတယ်။စစ်ကောင်စီရဲ့ဒေချောင်းတိုက်ခိုက်မှုအတွင်းရဲသားပြည်သူချို့ထိခိုက်ဒိဆုံးမှုရှိခဲ့တယ်လို့ပြောဆိုထားပေမဲ့အရေးအတွက်တိကျကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ဒါအပြင်စစ်ကောင်စီကမြေပြင်စစ်ကြောင်းထုံးမှုနဲ့လက်နက်ကြီးပြုခတ်မှုတွေကိုလည်းလုံးဝရင်နာခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲမယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာငလျင်ဘေးကိုကြောင်းပြပြီးပြည်သူလူထုနဲ့နိုင်ငံတကာတိုင်းဝိုင်းကြားနိုင်ငံရေးအမျက်ထုတ်လို့သောလို့ကြံလီစင်မှုတစ်ခုသာဖြစ်တယ်လို့မန္တလေး PDF ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြို့သားညီညွတ်ရေးဆွေးရအန်ယူဂျီကလည်းငလျင်ဘေးတံကြုံတွေ့ရပြီးတပတ်တွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးငယ်6ဦးပါဝင်အရသာ82ဦးသေတယ်လို့ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးဒဏ်ကြုံတွေ့ရပြီးတပတ်အတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေးချောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးငယ်6ဦးအပါအဝင်အရက်သား82ဦးသေဆုံးခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့ WNY ကပြောပြပေးမှာဖြစ်ပါတယ်။အင်အားလုံးပြင်းထန်တဲ့မြင်းလင်းဘေးဒဏ်ကိုကြုံတွေ့ရပြီးနောက်ပိုင်းတပတ်အတွင်းမှာပဲစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုစုစုပေါင်း62ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာပါ ဒီတိုက်ခိုက်မှုတွေအတွင်းအသက်18နှစ်အောက်ကလေးချောင်းနဲ့မြို့သမီး30ဦးအပါအဝင်အရက်သားပြည်သူစုစုပေါင်း82ဦးသေဆုံးခဲ့တယ်လို့ဆိုပါသည်။အဲ့လိုတိုက်ခိုက်မှုအတွင်းငလင်းပေးတံကိုအဆိုးဝါးဆုံးခံခဲ့ရတဲ့သခိုင်းတိုင်းအတွင်းတိုက်ခိုက်မှု18ကြိမ်နဲ့မန္တလေးတိုင်းအတွင်းတိုက်ခိုက်မှု18ကြိမ်ပါဝင်တယ်လို့ဖော်ပြပါသည်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ဧပြီလ10ရက်နေ့ညနေအထိတေဆုံးသူ3645ဦးရှိပြီး ဒဏ်ရာရသူ9018ဦးပျောက်ဆုံးနေသူ148ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါသည်တလင်ထားမြင့်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပရိစနစ်နေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။တလင်ထားမြင့်သတင်းထုတ်လင်းမှုတွေကိုတော့ Facebook, Telegram, Instagram, X တလင်ထားမြင့် website စာမျက်နှာနဲ့တလင်ထား application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ထလွန်ထားမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။